ီပါကနေဗျူးလိုက်စတိုင်ကိုကြီးရှုနေတဲ့ပိဋကကြီးအားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့5မေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့ဒါလိုပဲလူတွေတတ္တဝါတွေတက်ရှိတက်မဲ့တွေရဲ့ရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟဇာတာဖြစ်ဖို့လိုတယ်တဟဇာတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကျင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမဖြစ်ဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးတွေဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ ကံတရားမူပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတရီလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံမှုကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲကလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတော့ပိဋကရာသီပွား ပိဒါရာဒီဘွားဆိုတာ AP 23ကနေမေ23ကြာမှာမွေးဖွားသူတွေဖြစ်တယ်။ဒီရာဒီဘွားတွေကယခုကာလမှာ လုပ်ငန်းနဲ့ပတ်သက်တဲ့အစ်အစ်တို့လောက်ကြရမှာ။အစင်သားမြင့်တဲ့အလုပ်တွေပဲ။တင်နာကိစ္စတွေ၊ contract ကိစ္စတွေနာမည်ကောင်းရမယ်။ရှင်ပြိုင်ဖြည့်ဆူတာတွေအောင်မယ်။ interview တွေ၊ visa ဝင်တာတွေအောင်မယ်။ share ကိစ္စတွေကောင်းမယ်။စုပေါင်းလောက်ကြခြင်းဖြင့်အောင်မြင်မှုတွေရမယ်။အသင်းအဖွဲ့ကိစ္စတွေလည်းအောင်မြင်မယ်။ခရီးများမယ်။ ကာလာကြမိမိတို့ရှိမှရနာထားတဲ့မော်တော်ယာဉ်ကားတွေဆက်မှုတွေဆက်ယုံ အလုံယုံတွေပြန်လဲလဲပတ်လိုက်မယ်။အညံ့ပါရှိလဲဆိုရင်ကိုယ့်ရဲ့လုပ်ငန်းစီးပွားတွေတိုးမြင့်လုပ်ကြတဲ့နေရာမှာမနိုင်မဲနဲ့လောဘတွေကြီးပြီးတစ်ခုကနှစ်ခုဆုတ်ကြိုက်တာမျိုးမလုပ်တဲ့ဘူး။တစ်ခုနိုင်ရင်တစ်ခုလုပ်နှစ်ခုနိုင်ရင်နှစ်ခုလုပ်အဲ့လိုမဟုတ်ဘဲနှစ်ခုလုပ်မယ်။ငါတို့သူများပတ်စံနေတဲ့ချင်းကားပြီးလုပ်မယ်။ အချိန်တိုင်းပြန်ဆက်ပြီးငါနှစ်ခုပိုင်မှာပဲအဲ့လိုလောလောမတွေ့ချီးလို့ရမယ်ငားလို့ရမယ်အလုံးနှစ်ခုပေါ်မယ်အချိန်တိုင်းပြန်မဆက်နိုင်ဘူးအเจ้าရင်ကကိုစားတဲ့ရင်းနှီးမြုပ်နှံတဲ့အလုပ်ကတပြိုင်တည်းနှစ်ခုဖြစ်နေတာမနိုင်မနှင်းလို့ခေါ်တယ်မနိုင်ရင်မနှင်းနဲ့နင်းကျွန်သွားလိမ့်မယ်အဲ့တော့ကံကောင်းမှုတက်နိုင်တဲ့အလုပ်နိုင်တဲ့စီကံနိုင်တဲ့ပညာနိုင်တာကိုလုပ်နှစ်အများနဲ့တိုင်ပါ အများဆန္ဒအတိုင်းအဖြစ်ထုတ်နံပါတ်3ဘာသာရေးအရင်သက်ဆိုင်ပူလုကံကောင်းနေလို့ပူလုခိုင်းတာကံကောင်းရင်ကံကိုမြင့်မှာဘာရင်းနဲ့မြင့်အောင်လားနေ့တိုင်းပန်းရီကြစီပြီးဆွန်းနေကမဲ့ပြီးပါယူသေးမဲ့ဝေးရမဲ့အဝိတ္တရဒေါလိုက်ချင်းတွေအကွက်တွေအယောက်2မျိုး3မျိုးရောတာတွေစပုတ်ရှက်တွေတီရှက်တွေလွယ်လွယ်ကူကူတက်တောက်တက်တောက်ဝေးရတာတွေအဲ့ဒါတွေဝိခန္ဓာကိုယ်ကြီးကို ကောင်းကျင်တော့ထုတ်တယ်လို့မွန်ကြပြီးတော့တခါဘိုက်ပေါ်ချက်ပေါ်မဝင်နဲ့ဝတ်တိုင်းကောင်းတာမဟုတ်ကြည်တိုင်းကောင်းတာမဟုတ်ဆိုရှယ်ကြတိုင်းကောင်းတာမဟုတ်အတိတ်နမိတ်ဆိုတာရှိတယ်ခန္ဓာကိုယ်ကြက်ပြီးတော့ချက်ပေါ်ဘိုက်ပေါ်ပေါ်ရင်ကိုယ့်ရဲ့ဘဝကြက်လာလိမ့်မယ်မလူအတ္တတွေပေါ်လာလိမ့်မယ်ဝတ်တဲ့နေ့ချိန်တော့ဝတ်ပါအလားပါနဲ့ဖြစ်နေတဲ့စိုက်ပါလေအခုမဝတ်တဲ့အချိန်အထီထိုးခြင်း1 2 5ပတ်လဲထိုးရွှေရမှာအရဟံတိတ်တိ ကျေးဇူးတင်ပါတယ်ဘိဒ္ဒရာဇီပါမိသားစုအားလုံးကျမ်းမာထီပေါ့နိဗ္ဗာန်ရောက်ပါစေ။